မင်္ဂလာပါခင်ဗျာဒီတကဖတ်ပြဖို့အလှည့်ကြတယ်ခင်ဗျာတော့ Alex စာစင်မှာဗျာစရာတောင်းပန်းညိုရေးသားထားတဲ့ရုံဏံကိုညံနဲ့ရေးရမယ်ဆိုတဲ့ခင်ဗျာပဲဖြစ်ပါတယ်ရုံဏံကိုညံနဲ့ရေးရမယ်ရုပ်ကာယနံကာယသဘောကိုတည်၍ဒုက္ခအမှန်တကယ်ဆုံးတော့မယ်လူဥက္ကွန်ကြီးရဲ့ပြုတ်ကြအတတန်လန်ဝါယာကျိုးမြင်အမိနဲ့ လမ်းအသေးပက်လက်ကြီးပေါ်အတော့ပြန်လုံထိုးပြီးစာရွက်အနက်ပေါ်ဆလိတ်ပြာတွေထိုးချွေချနေကြတယ်အဖြူအမဲကာပါစပလုံးတစ်ထောက်စာကိုမမတ်ဆက်ဆက်တောက်ဆိုရင်းမင်းကငါ့ရဲ့ဘဝတစ်ချမ်းပါပဲလို့လိန်ညာရီမောကြတဲ့တောကဘုံတောကဘုံပေါ်ကရုပ်ကျွင်းနေလမ်းပေါ်မှာတက်ကူးနေတယ် ကြောက်ကြရက်ထားတဲ့ဘဝမှာခန္ဓာပေါ်ဖျားပွင့်မှုဆိုတဲ့အလောက်ကဖြစ်ပြက်နဲ့မှတ်ကိုက်ဖို့လိုသေးတယ်။အခုတိုးလိုက်တဲ့ကျင်းမှာ ရေကြီးပဲနှပေါက်ထွက်မလဲ။လောဘမှိန်ရောင်အနက်ပြားကြီးလက်မှာဆွဲပြီးဒါရွေကျင်းနေလို့စတိုင်နဲ့ဂိုဂက်ဆာ့စ်ကနေတစ္ဆာတရားလိုရိုက်တဲ့ကြီးဗလာတရားတော့ပဲထွက်ကြလာမယ်။ပြီးရင်ချင်းတစ်ပင်နေခေါင်းမှာအတောင်ပေါက်လို့ဖျားကဘာဟောခဲ့လဲ။ ကလုံးချင်းဖြစ်တဲ့စစ်ပွဲပေါ်ပြန်တက်လာတဲ့ဖွဲ့မိတွေလီဒါဟောဥဆွေဆံမြေထမ်းရွက်ကိုကိုအမဲတဲပဲထက်ခါထက်ခါပြန်ပြုတ်ကြတရားမသိတော့ဤလို့ရေးထားပြီပဲကျွဲလို့ဖတ်နေကြတယ်တောင်ပန်းကျိုးကဗျာရဲ့အစာပိုင်းဟာစာသားတွေကတော့မိုးကုတ်ဆရာတော်ဖရာကြီးရဲ့တရားစာသားများဖြစ်ပါတယ်ဆိုပြီးတော့ကဗျာဆရာကအမှတ်ချက်ပြုထားပါတယ်ခင်ဗျာ